တကစီယတကအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်တကဲဒီလိုလမ်းနဲ့တော့ဒီမြေကြီးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တကြောအာဟုသူပဲလှုပ်နေပုံကိုများတယ်လို့လေဒါကြောင့်ဗမာပြည်ကလူတွေကတော့ဘာလေးဖြစ်ဖြစ်ယုံလွယ်တဲ့လူတော်တော်များတယ်ယုံလွယ်လို့ရှိရင် ဘာလေးလုံနေနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ထင်တာပဲအဲ့ဒါဟာအာနေမှုလို့ခေါ်တယ်ဘာအာနေတာတော့လို့ဆိုအသိပညာအာနေတယ်လို့ခေါ်သိပညာအာနေလို့ရှိရင်ဖြစ်နိုင်ဤမဖြစ်နိုင်ဤကိုမကြည့်ဖြစ်နိုင်တာမဖြစ်နိုင်တာတွေလက်တွေ့ကြတာမကြတာတွေဘာတစ်ခုမှမစဉ်းစားဘူးညီကြီးတဲ့မှာငကားရှိတယ်ဆိုလဲယုံမှာပဲလေနော် လူတွေကယုံနေကြတာပြောပါတယ်မင်းတို့မင်းကြီးတောင်အလိမ့်မိသွားသေးတယ်ကြားဘူးလားမန်းလေးမြို့နေပြီးတော့မင်းတို့မင်းကြီးမင်းတို့မင်းကြီးတောင်တက်လိမ့်နေလို့ရှိတယ်လေအဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်တတိထားငကားပါလာရင်တတိထားအေးတို့ရှိရလူတွေကတော်တော်များများကတော့အလိမ့်ခံရင်လို့စောင့်နေတဲ့လူတွေများပါတယ် လိမ်မဲ့လူပဲမျောနေတယ်လိမ်မဲ့လူကလိမ့်သားလိမ့်တရားလူတွေကဆင်းနေရှုံဖို့အဆင်နဲ့ဆိုတာလေငလင်လောက်တာငကားကြီးလှန်လိုက်လို့ဟောပြောချက်ယုံကြည်သူတွေကိုပါချုပ်เสียရတော့မိန်ကြပြီးငလင်လောက်တာဟာငကားကြီးလှန်လိုက်လို့လောက်တာဆိုတဲ့ mindfulness เสียရတော့အရှင်ညာနာတန်ဝရရဲ့ဟောကြားချက်ဟာဗုဒ္ဓဓမ္မတရားတော်နဲ့ရောသိပ္ပံနည်းနဲ့ပါလွှဲချော်နေပြီး ြည်သူတွေကိုအတိအမြင်လွဲမှားမှုဖြစ်စေနိုင်တယ်လို့တန်ဃာတော်တွေကမိန့်ကြားပါတယ်။ရန်ကုန်မြို့မော်ဘီမြို့နယ်ကသာသနာလင်ကာယမိုင်းဖုံးကျောင်းတိုက်မှာဧပြီလ23ရက်နေ့ကတရားပွဲကျင်းပခဲ့ပြီးအဲ့ဒီတရားပွဲမှာမိုင်းဖုံးဆရာတော်ကဘာသာပြန်ဆရာတော်ကတဆင်ဟောကြားခဲ့တာဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ရဲ့တရားပွဲမှာနာယူသူတွေများသလိုလူမှုကွန်ရက်မှာလည်းယုံယုံကြည်ကြည်နဲ့မျှဝေနေတာတွေများပြားတာကြောင့် ပါချုပ်ဆရာတော်ဖရာကြီးကလည်းမြန်မာရေးရဲ့အယုံလွယ်တက်တဲ့အကျင့်ကိုအထူးသတိပြုဖို့ဆုံးမလိုက်တည်မှုအဆုံးထိနားဆင်ပေးသွားကြပါအောင်ခင်ဗျာမြန်မာပြည်ကလူတွေကတော့ဘာလေးဖြစ်ဖြစ်ယုံလွယ်တဲ့လူတော်တော်များတယ်ယုံလွယ်လို့ရှိရင်ဘာလေးလုံနေနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ထင်တာပဲအဲ့ဒါဟာအားနည်းမှုလို့ခေါ်တယ်ဘာအားနည်းတာတော့ဆိုအသိပညာအားနည်းတယ်လို့ခေါ် ိပညာအားနေလို့ရှင်ဖြစ်နိုင်ဤမဖြစ်နိုင်ဤကိုမကြည့်ဖြစ်နိုင်တာမဖြစ်နိုင်တာတွေလက်တွေ့ကြတာမကြတာတွေဘာတစ်ခုမှမစင်စားဘူးယေကြီးတဲ့မှာငကားရှိတယ်ဆိုလဲယုံမှာပဲလေနော်လူတွေကယုံနေကြတာပြောပါတယ်မင်းတို့မင်းကြီးတောင်အလိမ်မိသွားနေတယ်ကြားဘူးလား မန်းလေးမြို့နေပြီးတော့မင်းတို့မင်းကြီးမင်းတို့မင်းကြီးတောင်တက်လိမ်နေလို့ရှိတယ်လေအဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်တတိထားငကားပါလာရင်တတိထားမင်းတို့မင်းကြီးမောင်ရဲကံဆိုတာရှိတယ်နန်းတော်တယ်မောင်ရဲကံဆိုတာမောင်ရဲဆိုတဲ့သူကတနေ့ဘရင်ကိုတက်လိမ်နေသူကငကားမင်းကြီးကလွတ်လိုက်လို့ဘောဂဝတိငကားပြေကလာတယ်ငကားမင်းရဲ့တမန်ပါလို့ပြောတယ် ဘယ်နှစ်ဘယ်ရက်ဟာရှင်မင်းကြီးကိုနှခါကလာဖူးပါလိမ့်မယ်ပေါ့အဲ့ဒီချိန်ကျရင်အဲ့ဒီကံတွေကနေပြီးတော့နှခါမင်းကြီးကပေါ်လာပြီးရှင်မင်းကြီးကိုဖူးမြော်ကြတော့ပါလိမ့်မယ်ဆိုတော့ဘယင်းကြီးကလည်းဖူးမြော်ခံနေတာပေါ့နော်အဲ့ဒီနေ့မှာအချိန်နဲ့အတိအကျပြောင်းအားလုံးကလည်းသာငကားလာမယ်ငကားလာမယ်ဆိုအဟုတ်ထင်냐အဲ့တော့အဟုတ်ထင်တာခုမှမဟုတ်ရင်းတော့ကြင်ထင်လာလေじゃんเนาะ အဲ့ဒါတွေတတိထားဖို့သိလို့ရတယ်ပေါ့နော်မှန်ပါပါဘုရားလက်တွေ့မကြတာတွေယုံလွယ်တာ မကောင်းဘူးပေါ့အဲ့နေ့ရောက်လာပြီဆိုတဲ့အခါကျတော့မောင်ရဲဆိုတဲ့လူလိန်ကဘာပြောတော့ဆိုလို့ရှိရင်သူကမှန်ပါဗျာငဃမင်းကြီးကတော့ရောက်လာတော့မှပါဘုန်းရှိတဲ့ပုဂ္ဂိုလ်များသာသူ့ကိုမြားပါလိမ့်မယ်ဆိုတော့ဘယင်ကြီးကငါမမြင်ဘူးလို့ပြောရင်သူ့ဘုန်းမရှိမှရောက်တော့ နောက်ဆုံးတော့မြင်လိုက်ရတာပေါ့ဟာဟုတ်တယ်ငါကြီးနော်အလင်းခံရတယ်လို့ခေါ်တာမမြင်ရလည်းမြင်ရတယ်ပြောတာဘုံရှိတဲ့ပုဂ္ဂိုလ်မှမြင်ရပါလေဗျာဆိုမမြင်ရဘူးဆိုသူဘုံမရှိရရောက်သွားလိမ့်မယ်လေကျန်တဲ့လူတွေကတော့ကိစ္စမရှိဘူးဘုံမရှိလို့သူတို့မမြင်တာတော့လိန်တာညာတာကိုတတိထားဖို့မတ္တမရေချီးတယ်လောကကြီးထဲမှာနေတာ အင်းတို့ရှိရလူတွေကတော်တော်များများတော့အလိန်ခံရင်လို့စောင့်နေတဲ့လူတွေများပါလေ။လိမ်မဲ့လူပဲမျောနေတယ်။လိမ်မဲ့လူကလိမ်သာလိမ်တရားလူတွေကဆင်နေပဲ။ရှုံဖို့အဆင်နဲ့ဆိုတာ။အဲ့ဒါလို့ဖြစ်။အေးဒါကြောင့်မလို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်ပြောတာပဲဖြစ်ဖြစ်အဆိုးပြောတာပဲဖြစ်ဖြစ်ကိုယ်တိုင်သိအောင်လို့အလွဲတကူနဲ့ယုံကြည်မှုဟာမကောင်းဘူး။ မန္တလေးမြို့ကြီးဒီဘောမင်းပါတော်မူသွားတာဆိုတာကိုလည်းပဲကြားဘူးရတယ်မဟုတ်လားရာသွင်းစကားတွေမှာအဆိုလေးတော့ရှိတယ်ဥကောင်းလိန်ထုတ်ဒီဘောပြုတ်တယ်ဥကောင်းလိန်ထုတ်ဒီဘောပြုတ်ဆိုတာဟိုကုမင်းကြီးဥကောင်းကနေပြီးတော့လိန်တို့လိန်ပြီးတော့ကလားလက်အပ်လိုက်တယ်လို့ဒီလိုပြောတယ် တကယ်တော့မဟုတ်ဘူးဥကောင်းလိန်တာမဟုတ်ဘူးအင်္ဂလိပ်ကလိန်တာအင်္ဂလိပ်လိန်တာကိုဥကောင်းကလည်းယုံမယ်အလိန်ခံရတယ်လို့သာမှတ်ဖြစ်တယ်ဒါပြင်ဥကောင်းလိန်ထုတ်ဆိုတဲ့စကားလုံးကဘာပြောတာတော့ဆိုတော့ဥဆိုတာတိကနာမယ်ကောင်းကနှစ်ကနာလိန်ဆိုတာကဘုရုဆိုလေးကနာထုတ်ဆိုတာခုနှစ်ကနာပေါင်းလိုက်တဲ့အခါကျတော့ဘာလဲတော့ 1249သီဘောမင်းပါသွားတဲ့ခုနှစ်လေညမသက်ကလေး1249ခုနှစ်ကအဲ့ဒါဦးကောင်းလေးထုတ်ပြီးပေါ်ပြုတ်ပဲနော်အဲ့ဒါလို့ဆိုလိုတာကနေပြီးတော့ဟိုဦးကောင်းလေးနဲ့ထင်းနေအမှန်ကဦးကောင်းလေးနာမဟုတ်ဘူးဦးကောင်းကိုအင်္ဂလိပ်ကလိန်သွားတာဘယ်လိုကြောင့်လိန်တာတုံးဆိုမော်လမြိုင်ဘက်မှာရှိတဲ့ဒီ ဆောင်ရမင်းသားလားပဲမင်းသားလားမသိဘူးမင်းတို့မင်းကြီးရဲ့သားတွေရှိတယ်နော်အဲ့ဒီမင်းသားနဲ့ရုပ်တူတဲ့လူတယောက်ကိုသင်္ဘောပေါ်မှာမင်းသားဝတ်နဲ့တင်းလာပြီးတော့သီဘောမင်းအစားအဲ့ဒီမင်းသားကိုနမ်းအပ်မယ်ဆိုပြီးတော့လိမ့်လာလိမ့်တာပြီးတော့နမ်းမအပ်ဘူးအဲ့ဒီအဖြစ်ပြက်ကလေးတွေသောတ္တရှိအောင်ဖတ်ကြည့်ပေါ်မန္လေးရှာဆွဲမန္လေးနေမန္လေးရာဆွဲသိရတယ်တော့လိမ့်ထုတ်သွားအောင်မလို့ဆက်ကြ အဲ့တော့အဲ့ဒီလူဟာလည်းရှိတယ်ဒါကြောင့်မို့အာထိယမုခောဆိုတာယုံလွယ်တဲ့လူလို့ဆိုလို့တယ်နော်ယုံလွယ်တဲ့လိန်လို့ရဘာဖြစ်ကောင်းတဲ့မှာစွဲအောင်မှတ်လိုက်တယ်မဟုတ်တာပြောလဲအေသူပြောတာဟုတ်တယ်ကောင်းတာပြောလဲအေသူပြောတဲ့အတိုင်းဟုတ်တယ်ဆိုပြီးတော့လိန်နာညာတာကိုအလွယ်တကူမှတ်ယူတတ်တဲ့ပုဂ္ဂိုလ်မျိုးကအာထိယမုခောတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကလည်းအမှန်တရားကင်းတဲ့ပုဂ္ဂိုလ်တရားမရှိတဲ့ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်မျိုးလည်းမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်မဖြစ်သင့်ဘူးအဲဒီပုဂ္ဂိုလ်မျိုး